မင်္ဂလာပါရှင်။ဗမာခေတ်တည်ထောင်ဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။အခုချိန်မှာစာပေနောက်ဆုံးရသတင်းများကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းလေးနဲ့ TNL တိမ့်ပိုက်ထားသောမိုးကုံမျိုးပင်ကူတောင်ကြီးရှိကြောင်တွင်းလောက်ကများကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲဆိုတဲ့သတင်းမျိုးဖြစ်ပါရရှင်။ မန္တလေးတိုင်းမိုးကုံမြို့ပင်ကိုတောင်ကျေရှိကြောက်တွင်းလောက်ွက်များကိုအစံဘတ်စစ်တပ်ကလေရင်ပြင်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ယနေ့ဧပြီလ9ရက်နေ့မိုးလင်းနေ့ကြောခန့်တွင်မိုးကုံမြို့ပင်ကိုတောင်ကျေရှိကြောက်တွင်းလောက်ွက်များကိုအစံဘတ်စစ်တပ်ကလေရင်ပြင်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အစံဘတ်စစ်တပ်လေကြောင်းတိုက်ခိုက်ခြင်းသည်ကြောက်တွင်းလောက်သားများရှိနေခြင်းဖြစ်၍ထိခိုက်မှုရှိနိုင်ပြီးအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းမိုးကုံမြို့မှာတ CNL ကတိုက်ခိုက်သိမ်းပိုက်ထားကြောင်းသိရှိရသည်။မိုးကုတ်ပင်ကိုတောင်ကြီးတွင်လောက်ွက်တွေပေါ်ဒီကနေ့စစ်တပ်က Jet Fighter နဲ့နှစ်ကြောင်ဘုံနှလုံးလာကျဲချသွားတယ်။တွင်လောက်သားရဲလှုပ်လှုပ်ချင်းဆိုတော့အထီးကိုင်းရှိနိုင်နေရေးတော်တော်မတိရသေးဘူးဟုဒေသပြည်သူတို့ကပြောဆိုသည်။အကြံပတ်ဆက်ကောင်းစီသည်ဧပြီလ၂ရက်နေ့မှစ၍22ရက်နေ့အထိအပြင်းအခက်ရစဲကြောင်းကြေညာထားတော်လဲမြန်မာနိုင်ငံအနှံ့ကိုလေးကြောင်းဖြင့်နေစဉ်ပုံကျဲတိုက်ခိုက်လျက်ရှိသည်။ ဆလဘီမန္တလေးအိုးဘုအကျဉ်းတောင်တွင်ငလင်ကြောင့်အဆောင်တချို့ပြိုကျပြီးနိုင်ငံရေးအကျဉ်းသူ6ဦးတေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးအိုဘိုကျန်းတောင်တွင်ငလင်တန်းကြောင့်အမျိုးသမီးအဆောင်တင်းနှင့်အဆောင်နှစ်တို့ပြိုကျခဲ့သည့်အတွက်မတရားဖန်ဆီးအကျဉ်းချခံရသည့်နိုင်ငံရေးအကျဉ်းသူ၆ဦးအသက်ဆုံးရှုံးခဲ့သည်ကိုအတည်ပြုနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင်ကိုတိုက်တွန်းဝါရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည် မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်းကြောင့်အဆောင်ပြုကသိဆုံးခဲ့ရသည့်နိုင်ငံရေးအကျဉ်းသူများမှမမိုသူဇာခိုင်တော်လဲလဲဆိုဒေါခင်အောင်ရွှေမက်ကေကေဝင်းမပပဝင်းနဲ့မဖူးဝဝေတို့ဖြစ်ကြောင်းသိရှိရသည် အကျဉ်းထောင်တွေဘက်ကတရားဝင်သတင်းထုတ်ပြန်ပြီးပြောဆိုနေတာမျိုးမတွေ့ရသေးဘူးတေဆုံမှုရေအတွက်တွေကပိုပြီးမှများပြားနိုင်တယ်အထူးသဖြင့်တော့အကျဉ်းထောင်တွေကတေဆုံမှုတွေကိုပြည်သူတွေကြားသိခြင်းအပြင်ထောင်တွေကိုပိုပြီးအာရုံဆိုင်လာမှာထောင်တွေကအခြေအနေတွေထောင်တွေကစီမံခန့်ခွဲမှုညံ့ဖျင်းမှုတွေကိုပေါ်လင်းသွားမှာဆိုတဲ့အတွက်သတင်းဖုံးကွယ်ထားတယ်လို့သုံးသပ်ပါတယ်ဗျာဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြော ောကြားသည်ငလင်တန်းကျောင်းမန္တလေးကျင်းထောင်တွင်ရှိအချုပ်ဆောင်များအကျဉ်ဆောင်များတွင်အကွယ်တိန်ဆောင်မှုများဖြစ်ပေါ်ခဲ့တော်လဲလက်ရှိချိန်ထိအကျဉ်းသားများအချုပ်သားများကိုခြုံနှောင်ရာတွင်ရင်းအဆောက်အအုံများကိုဆက်လက်အသုံးပြုနေသဖြင့်စိုးရိမ်ရသည့်အခြေအနေများဖြစ်ပေါ်နေကြောင်းနိုင်ငံရေးကျင်းသားမိသားစုဝင်များကသုံးသပ်ပြောဆိုကြသည် ဆလဘီဘန်ကောက်ရှိစစ်ကောင်စီတန်ရုံရှိရင်မင်းအောင်လိုင်းကိုထိုင်းရက်ပတ်ပွဲများကဆန္ဒပြကြပြီးမင်းအောင်လိုင်းကိုဖိတ်ကြားခဲ့သောထိုင်းဆိုရာကိုလည်းကန့်ကွက်ရှုတ်ချပြည်သူကိုတပ်ဖြတ်နေသောစစ်ကောင်စီနှင့်ဆက်ဆက်ရေးများဖြတ်တောက်ရန်ထိုင်းဆိုရာကိုတိုက်တွန်းဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းနိုင်ငံဘန်ကောက်ရှိစစ်ကောင်းစီတန်ရုပ်ရှိရင်းစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုထိုင်းရဘက်ပွဲများကဆန္ဒပြကြပြီးမင်းအောင်လိုင်ကိုပင်းစတန်စီဝေးတက်ရောက်ရန်ဖိတ်ကြားခဲ့သောထိုင်းဆိုရာကိုလည်းကန့်ကွက်ရှုတ်ချခဲ့ကြသည်။ယနေ့မော်လယ်ပိုင်းတွင်ထိုင်းရဘက်ပွဲဝင်များကစစ်ကောင်းစီလောက်ကန်ထိုင်းနိုင်ငံဆိုင်ရာမြန်မာတန်ရုပ်ရှိရင်းလာရောက်ဆန္ဒပြကြပြီးအရဘက်ပွဲများ၏ကြီးညာချက်ကိုလည်းဖတ်ကြားခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါကြေညာချက်တွင် ထိုင်းရဘက်ဖွဲ့စည်းများကလူသက်ကောင်မင်းအောင်လိုင်ကိုထိုင်းနိုင်ငံသို့ဖိတ်ကြားမှုအတွက်ထိုင်းဆိုရကိုကန့်ကွက်ရှုတ်ချပြီးစစ်ကောင်စီနှင့်ဆက်ဆံရေးများဖြတ်တောက်ရန်ထိုင်းဆိုရကိုတောင်းဆိုခဲ့ကြသည်ထို့ပြင်ယနေ့နံနက်ပိုင်းကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့ UN ရုံးရှိရင်မင်းအောင်လိုင်ကိုဆန္ဒပြရန်ကြိုးစားသည့်ထိုင်းရဘက်ဖွဲ့ကိုထိုင်းအမျိုးသားရဖွဲ့များကတိုက်ခိုက်ရန်ကြိုးစားခဲ့သဖြင့်ရုံရင်းစံကဖြစ်ပွားခဲ့ကထိုင်းရတပ်ဖွဲ့ကဂျောင်းဝင်တားဆီးမှုများလှုံ့ဆော်ခဲ့ကြောင်းသိရှိရသည် တိုင်းမျိုးချဲ့ဘွဲတွေကရန်ရှာတာဒုနဲ့တိုက်ခိုက်တာမဖြစ်အောင်မင်းအောင်လိုင်ကိုဆန္ဒပြမဲ့သူတွေကိုထိုင်းငယ်တွေကခေါ်ဆောင်ကာဝယ်ပေးခဲ့တဲ့ဖန်စီတာမျိုးမဟုတ်ဘူးဟုထိုင်းရောက်မြန်မာအလို့သမားရေးဆောင်ရွက်သူ AAC ကိုရဲမင်းကပြောကြားသည်တိုင်းဆိုရောက်မျိုးချက်ဘွဲကမင်းအောင်လိုင်ကိုဆန္ဒပြလိုပါကမြန်မာနိုင်ငံတွင်သာတွားရောက်ဆန္ဒပြရန်တိုင်းနိုင်ငံတွင်လာပြစီရမလို့အော်ဟစ်ပြောဆိုခြင်းများလည်းလှုံ့ဆော်ခဲ့ကြောင်းသိရှိရသည် ဆလဘိလာရှိုးမျိုးရင်တပြားတိုက်ခံရမှုတိုင်းစရာဌာနမရှိဖြစ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။လာရှိုမျိုးရင်းဧပြီလ9ရက်နေ့နဲ့အစောပိုင်းတိုင်းနေတိန်တပြတိုက်ခံရပြီးကာရွှေတဲများနဲ့မိခင်တစ်သားအလုံးလိုက်ယူဆောင်သွားသည်လာရှိုမျိုးရက်ွက်တဲ့နေမျိုးကိုနေရီကန်လန်းသွဲငါမနေတလုံးနနက်6နိုင်ဝန်းကျင်ခန့်တွင်တပြတိုက်ခံရခြင်းဖြစ်သည်ကျွန်တော်အသိအိမ်တပြတိုက်ခံရတာသူတို့မှဘယ်ကိုတိုင်ရမယ်မသိဘူးဖြစ်နေတယ်ဟုမျိုးကန်တူကပြောသည် ကောင်ဖုန်းဆွေးစုများအပါအဝင်မိကန်တတအလုံးလိုက်ဓမြများကယူဆောင်သွားကြသည်ဖုန်းများကိုပတ်စောပါတောင်းရယူသွားကြောင်းအိမ်ပိုင်ရှင်မိသားစုကလူမှုကွန်ရက်မှာတဆင်အတည်ပြုထားသည်လာရှိုမျိုးမှာ MNDA တပ်များစုခွာပြီးစစ်ကောင်စီပြန်ဝင်မျိုးတရင်ထွန်းတွေကအုတ်ချုပ်ရည်ရန်ရဖြိုဖျက်ဖြစ်နေပြီးတရားဥပဒေစိုးမိုးရေးအတွက်စိုးရိမ်နေရသည်ဟုဒေသခံများကပြောသည်ယခုဓမြတိုက်ခံရမှုကိုပင်တိုင်းစရာဌာနရှိမနေကြောင်းဒေသခံတို့ကပြောသည် ။အရှိမြောင်တိုင်းစစ်ဌာနချုပ်ရမကာပါဝင်လာရှိုးမျိုးကို MNDA နဲ့မဟာမိတ်တပ်များက2024ခုနှစ်ဩဂုတ်တွင်သိမ်းပိုင်နိုင်ခဲ့သည်။ထို့နောက်အထူးဒေသတဲပြည့်ထဲတွင်တတ်မှတ်ပြီးအုတ်ချုပ်ရရန်ညအသက်သွင်းနေစဉ်တရုတ်ဤပြည်အားကြောင့်လာမည့်ရက်ပိုင်းတွင် MNDA ပြန်လည်ဆုတ်ခွာပေးရမည်သတင်းများထွက်ပေါ်နေသည်။စက်ကောင်စီကပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီးလက်ရှိအခြေအနေသည်လာရှိုးမြို့တရားဥပဒေစိုးမိုးရေးအတွက်စိုးရိမ်စရာဖြစ်နေကြောင်းမြို့ကံများကပြောသည် ရခုဆက်လက်တင်ဆက်ပေးမယ့်တဲ့ငါတော့လွိုင်းကော်မြို့နယ်ပီကင်ကော်ကုရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကကျမ်းဘတ်တိုက်ခိုက်သည့်ပြည်သူငေါသေဆုံးဆိုတဲ့အမည်ဖြစ်ပါရဲ့ရှင်။ ကရင်နေပြည်လိုင်းကောမျိုးနဲ့မိုးပြဲမျိုးကြားရှိပေကင်းကောကုကျေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းလက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ရာပြည်သူငေါသိဆုံးခဲ့ကြောင်း KNDF ဗဟုသတင်းနှင့်ပြန်ကြားရေးဌာနမှတောင်းရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောကြားသည်ရမန်နီဧပြီလ၄ရက်နေ့နနက်၁၇နာရီခွဲခန့်ကလိုင်းကောမျိုးနဲ့ပေကင်းကောကုကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိုးပြဲမျိုးကြီးဆိုင်ခမရ၄၂၀နှင့်တမ်းမှလက်နက်ကြီးဖြင့်ပြက်ကတ်ခဲ့ရာပေကင်းကောကုကျေးရွာတွင်ရှိပြည်သူ မျိုးသားတို့ထိမှန်သေးဆုံးခဲ့ကြောင်းအကြံပဲစစ်ကောင်စီခမရ420နှစ်တရင်တွင်မှမိုးပြင်းမြိုရင်းနှင့်အနီဝန်ချင်းကြီးရွာများသို့တနေကုန်နေပါလက်နက်ကြီးများဖြင့်ကြောင်းမဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် မနက်ပိုင်းတစ်ပိုင်းလုံးနေပါပီကင်ခေါ့ကိုခြေရွာနဲ့အနီးတဝိုင်းကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဘယ်နှလုံးလဲဆိုတော့အတိအကျပြောရခက်ပါတယ်။နေအိမ်တွေတော်တော်များများပျက်စီးတယ်။ဘလောက်ပျက်စီးတယ်ဆိုတော့တိတိကျကျကောက်ခံနိုင်ခြင်းမရှိသေးပါဘူးဟု KNTF ဘုကိုတရင်နဲ့ပြန်ကြားရေးဌာနမှတောင်းရှိသူတူကရှန်ကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောကြားသည်။ ထို့တူမော်လင်းနနိုင်ကျော်ချိန်တွင်လန်ကောမြို့နယ်ပြည်ကင်းကောကူကျေးရွာအတွင်သို့စစ်ကောင်စီလေးတပ်ကတိုက်လေမြင့်ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာကျေးရွာရင်းရှိနေအများတိမှန်ပြက်စီကနေအများတွင်ရှိနေသောအရက်ပြည်သူမျိုးသားလေးကိုထိမှန်သိဆုံးခဲ့ကြောင်းထို့ပြင်တရန်ရရှိသူများလည်းရှိကြောင်းသိရသည်အကြံမဲ့စစ်ကောင်စီသည်နိုင်ငံတော်ဝန်တဘာဝပေးတဲ့နေချိန်တွင်ရာအပြစ်ကရက်စဲထားမျိုးဧပြီလ၂ရက်နေ့တွင်ထုတ်ပြန်ခဲ့တော်လဲခရင်ပြည်နယ်အတွင်သို့ဧပြီလ၂ရက်နေ့မှစ၍ယနေ့အထိလေးချောင်းတိုက်ခိုက်မှုများ များကိုစက်တိုက်လှုပ်ရှားလဲရှိကြောင်းသိရသည်စစ်တပ်ကအရသာပြည်သူများကိုပြစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်မှုများကိုအရှက်အယွံမဲစွာပြုလုပ်နေခြင်းဖြစ်ပြီးစစ်ကောင်စီရဲ့နေပြင်၎င်းတို့ထုတ်ပြန်ထားတဲ့အပြစ်ခက်ရစဲရေးကြေညာချက်အတိုင်းလိုင်းနာဆောင်ရွက်ခြင်းမရှိကြောင်း KNDF ဘူဝတရင်နှင့်ပြန်ကြားရေးတောင်းရှိသွားတုံ့သက်ပြောဆိုသည် မြန်မာနိုင်ငံငလျင်ပေတင်ခဲ့သည့် match 28ရက်နေ့မှစ၍ယနေ့အထိခရင်နီပြည်နယ်အတွင်းစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုကြီး၃ချိန်တိုင်တိုင်းလှုပ်ဆောင်ခဲ့ပြီးလက်နက်ကြီးပစ်ခတ်မှုများအားနေ့စဉ်နေ့ပါလှုပ်ဆောင်လျက်ရှိကြောင်းထို့ကြောင့်ပြည်သူများနှင့်တော်လှန်ရေးအဖွဲ့များအနေဖြင့်စစ်နှင့်တဘာဝပေးဆိုင်ရာအနေအများအချိန်မြေကြောက်ရောက်လာနိုင်သည့်အတွက်လုံခြုံရေးအသည့်တရေရှိကြရန်အထူးတိုက်တွန်းထားသည်